ချင်းပေါင်းတဲ့ဖက်တီမအနေနဲ့ဇေယံခွေအပိတ်ခံရတဲ့ပေါ်ရင်းနှီးသူတူရဲ့ပြောကြားချက်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်နမေကျော်စဲလီတဲ့နေ့ကိုပုံမှန်တင်ဆက်ပေးနေတဲ့စမရီ page လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေအခုချိန်မှာတော့နမေကျော်အချင်းပေါင်းတဲ့တူဖြစ်တဲ့ဖက်တီမတယောက်ဇေယံခွေအပိတ်ခံလိုက်ရပြီပဲဖြစ်ပါရစေဒီအကြောင်းကိုဖက်တီမကသူ့ရဲ့ကိုပိုင်တတော်အကောင်ကနေအခုလိုပဲကြေညာခဲ့ပါရစေဒီကနေ့ကနေစပြီးတောင်းရဲ့ဇေယံပေးပါမယ်လို့ဆုခဲ့တာဖြစ်ပါရစေ တကယ်တော့မတော့ဖတီမိုင်အချက်မောင်းဟာ FDA စီကံချက်တွေနဲ့မညီလို့စီပင်တွေကအရှောင်းလာပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ဖတီမာဟာတာသမီ၄ယောက်ဗိုက်တလုံးနဲ့အချက်မောင်းကိုမန်လေးမြို့ဥပိန်တားမှာကောင်းရကောင်းဝင်လှူစားနေတဲ့သူပါဒီလိုဆန်လေးတက်လာတဲ့ချိန်မှာတော့သူ့ရဲ့အချင်မောင်ကတတော်မှနာမည်အရင်ကြီးသွားခဲ့ပြီးတော့ဝဲသူတွေနဲ့ကြိတ်ကြိတ်တူအောင်မြင်လာတာဖြစ်ပါတယ်။ဒီလိုအောင်မြင်လာတဲ့ချိန်မှာတော့ဖတီမာအနေနဲ့တနေ့အချင်မောင်ကြီးပဲတိန်30ဝန်းကျင်ပိုးလောက်ရောင်းချလာရတာဖြစ်ပါတယ်။ ဖက်တီမာအနေနဲ့ဒီလိုရောင်းခေါလာတဲ့အချိန်မှာအရင်တော့တင်ရှိထားတဲ့အကျွေးလေးတွေကိုလည်းဆက်နေရတယ်လို့သိရပါဗျ။အဆင်ပြေပြေရှိပြီလို့ထင်ထားတဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့ကိစ္စရတွေအဖြစ်လာပါဗျ။ဒီလောက်ထိအောင်မြင်သွားတဲ့အချိန်မှာမနာလိုတဲ့သူတွေများလာပြီးဖက်တီမာရဲ့ချင်းမောင်ဟာ FDA စီကံချက်တွေနဲ့မကိုက်ညီဘူးဆိုပြီးဝိုင်းဝန်းတိုင်ကြားကြတာပါမနာလိုတဲ့စိတ်တွေကအင်မတန်ကြောက်ဖို့ကောင်းလာပါတယ်အခုတော့ဖက်တီမာအနေနဲ့လည်းအတော်လေးကိုဒုက္ခရောက်နေရပါပြီဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လေတတော်ဆယ်လီအောင်ရဲ့ကြောက်ကအခုလိုပဲပြပြလာခဲ့ပါတယ် ဖတီမာဆိုတာအပြင်မှာအခုထိအကျွေးအောင်မကြည့်သေးတဲ့အမျိုးသမီးတယောက်ကောင်းစီချင်းထောက်ပြပါဝေဖန်ကြပါလက်ခံနေအခုဟာခလေးတယောက်ဘိုက်တလုံးနဲ့နားမလဲတဲ့သူကိုကိုတိကိုတက်တိုင်းတိုင်ပြီးတော့ဇေယောင်းခွင့်ပိတ်ခိုင်းအောင်နင်တို့လောက်ရအပေါ်မှာနင်တို့ပြော်လာလိပ်ပြလုံးလာမနာလိုစိတ်တွေကြောက်စရာကောင်းလိုက်တာနိုင်နိုင်မနိုင်ကြပါနဲ့လို့ပြောဆိုခဲ့တာဖြစ်ပါရဲ့အမှန်ပါပဲမနာလိုတဲ့စိတ်ကအင်မတန်ကြောက်ဖို့ကောင်းလို့ပါရဲ့အစင်ပြေတရှင်နေကမှာအခုလိုမျိုးဇေယောင်းခွင့်အပိတ်ခံလိုက်ရတဲ့အခါမှာဖတီမာအပေါ်မှာအများကြီးထိခိုက်လာနိုင်ပါရဲ့ ကိုဝင်လဲရှိနေတယ်လို့တာသမီလေးယောက်ကိုကောင်းရောင်းကောင်းဝယ်ရှာကျွေးနေတဲ့ဖက်တီမာရဲ့ဘွားကတော့မြမပြီကတူတိတူတက်ဆရာကြီးရဲ့ကုန်းချုံမှုတွေကြောင့်ပျက်စီးရတော့မလို့တော့မှဖြစ်နေပါပြီ။ကိုရိုင်မလုံနိုင်တဲ့အရာကိုသူတပားလှုပ်ပြီးတော့အမြင်လိုက်ရင်မရှုစိတ်နိုင်ကြတဲ့လောကအမောင်ကျန်စီကိုလည်းဖက်တီမာကိုသင်ငန်းစာယူရင်မြင်တွေ့လိုက်ရတာဖြစ်ပါရဲ့။ဖတီမာရဲ့ရှင်နီသူတူကလည်းသူမရဲ့လူမှုစာမျက်နှာမှာဖတီမာတောင်ဇေယောင်းဝင်အပိတ်ခံလိုက်ရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အခုလိုပဲဖွင့်ဟထားပါရယ် လူတွေများကြောက်စရာကောင်းလိုက်တာလမ်းပေးသေးတယ်ရပါဆိုဘသူက FDA စီမြင်တဲ့ကိန်းကြီးမှလဲမကြိုက်မဝယ်စားကြနဲ့လေငါလဲဘဲအချင်မောင်းတဲ့ဆရာမှမစားဘူးမနာကြည့်လို့တော့မဟုတ်တိုင်မဲ့ဖတီမိုက်အချင်မောင်းစားနေအထင်မှာငါထက်ချမ်းသာတဲ့သူတွေပါတယ်သူတို့ကကြိုက်လို့ဝယ်စားကြတယ်မကြိုက်မဝယ်စားနေနဲ့လေရှင်းရှင်းလေးပါဖတီမာစီမာဝယ်စားနေတဲ့သူတွေကလည်းဘယ်သူကမှ FDA အစဉ်သတ်မှတ်ချက်ဆိုပြီးတော့စိတ်တဲသဘောထားပြီးတော့စားနေကြတာမဟုတ်ပါဘူး။လမ်းမေးစာအနေနဲ့ပဲသူတို့စားကြတာ သူများကိုထိုးချကြင်တာအန်အော်ရေဆိုပြီးတော့ဆိုရှယ်ကောင်းကနေမျှဝေထားကြတာဖြစ်ပါရယ်ပရိသတ်ကြီးတို့အနေနဲ့ရောဖတီမာချင်မောင်တဲ့အပိတ်ခံလိုက်ရတဲ့အပေါ်မှာဘလို့သဘောရလဲဆိုတာကိုဝင်ရောက်ဆွေးနွေးကြကြပါအောင်နော်။ဟုတ်ကဲ့ပါရှင်။နောက်ထပ်ပြီးတော့လေအနည်းပညာစေတီတရင်ကြောင်ရမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြကြပါအောင်နော်။ပရိသတ်ကြီးကနမေကျော်စေတီတရင်နေနဲ့မျက်စိမပြတ်ချင်ဘူးဆိုရင်တော့အမြန်ဆုံး follow ထားဖို့အတွက်လိုအပ်ပါလိမ့်မယ်နော်။အဆုံးထိနာဆင်ပြီးလို့လေအားလုံးကျေးဇူးတင်ပါတယ်။ ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်